င်္ဂလာပါကျွန်တော်စီတန်ကောက်ပါဒီနေ့ကတော့ကျွန်တော်ဒီ IG ရဲ့ ASM လေးကိုကျွန်တော်ပြချင်တာပေါ့နော် IG ကိုလက်တွေ့ဘယ်လိုမျိုးသုံးလို့ရလဲ IG ဆိုတာပါလေ IG အကြောင်းကတော့ကျွန်တော်ပြောထားပြီးသားရှိပါတယ်အာ IG အကြောင်းပေါ့နော်ဒါပေမဲ့ဒီမှာ ASM မပြခင်မှာကျွန်တော်ဒီ IG အကြောင်းလေးကိုနည်းနည်းလေးထပ်ပြီးတော့ရှင်းပြပေးပါမယ်ကျွန်တော်တို့ပုံမှန် AI နေသုံးတဲ့အခါမှာကျွန်တော်တို့ကပုံမှန်ဒီ AI model တွေတခုခုကိုကျွန်တော်သုံးတယ်ပေါ့နော် ဒီ AI model တွေကနေပြီးတော့ကျွန်တော် data လိုချင်ရင်ကျွန်တော် user ကနေပြီးတော့ဒီ AI model ကိုကျွန်တော်တို့က user data prompt လုပ်ပြီးတော့ကျွန်တော်တို့တွေက data user ကနေပြီးမေးတာပေါ့မေးလာပြီးရဲ့ဟာမှာ AI model ကနေပြီးတော့ data ကို return ပြန်မိတာပေါ့အဲ့ဒီ return ပြန်တဲ့ data ကို user ကပြန်ရတယ်ပေါ့နော်ဒါကပုံမှန်ကျွန်တော်တို့သွားနေကြပုံစံနော်အဲ့တော့ဘာလို့ခုခုလို့အဲ့တော့ဘာဖြစ်ရလဲဆိုတော့ဒီ AI model မှာကကျွန်တော် data တွေရှိနေရမယ်ဒါပေမဲ့ကျွန်တော်တို့က ဒီ data တွေက AI model မှာရှိနေမှာပဲ private data တွေလည်းဖြစ်နိုင်တယ်เนาะကျွန်တော်တို့ရဲ့ကိုယ်ပိုင် data တွေဒီမှာဒါပါတော့ဗျာကျွန်တော်တို့ဒီ sale မှာဆိုရင် patient စင်းနေပေါ့เนาะဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ Netflix လိုမျိုးဟာမှာဆိုရင်ကျွန်တော်တို့ရုပ်ရှင်ကစင်းနေပေါ့ရုပ်ရှင်ကစင်းနေရုပ်ရှင်ကမှာပါတဲ့ data အချက်လက်တွေစတဲ့အကောင်လုံးကိုကျွန်တော်တို့ကဒီ AI model တွေနဲ့ပေါင်းပြီးအသုံးကျင်သုံးကျင်နေပေါ့เนาะအဲ့လိုကိစ္စတွေမှာဆိုရင်ကျွန်တော်တို့ဖြစ်နိုင်တယ်နောက်ပြီးတော့ကျွန်တော်စာအုပ်တွေပေါ့เนาะကိုကိုပိုင်စာအုပ်တွေ ဒီအပြင်မှာ public ကိုမရတဲ့စာအုပ်တွေအဲ့ဒါတွေက AI model နဲ့မှမထိန်းထားရင်ကျွန်တော်တို့ကဒါတွေကိုတွဲပြီးအလုပ်လုပ်ချင်တယ်ပေါ့အဲ့လိုမျိုးခေတ်စာမှာဆိုရင်ကျွန်တော်တို့က RAG ကိုသုံးတယ်ပေါ့အဲ့တော့ RAG ဆိုတာဘာလဲဆိုတော့ RAG ကိုမသုံးခင်မှာကျွန်တော်တို့ကဒီ vector database ကိုကျွန်တော်တည်ထားဖို့လိုတယ် vector database ကတော့ပုံမှန်အဖြစ်ကတော့ကျွန်တော်တို့ဒီ vector တွေကိုတင်ထားပြီးတော့ vector တွေကိုပြန်ထုတ်ပေးတယ်ပေါ့အဲ့တော့ vector ဆိုတာဘာလဲဆိုတာကိုကျွန်တော်အေးဆုံးသိဖို့လိုပါတယ်အဲ့တော့ကျွန်တော် vector ဆိုတာဘာလဲဆိုတာကျွန်တော်ရုံကြည့်ဖို့လိုပါပေါ့နော် ကျွန်တော်တို့က factor ဆိုတဲ့ခါမှာကျွန်တော် what to fat ပေါ့နော် what to fat ကနေပြီး factor စာလုံးတစ်လုံးကနေပြီး factor ပြောင်းသွားတယ်ပေါ့ဒီတို့အဲ့တော့တတိပြောရင်ပြဒီစာလုံးနဲ့ချိတ်ဆက်နေတဲ့ဟာတွေဒီစာလုံးနဲ့ similarity ဖြစ်နေတဲ့ဟာတွေစတဲ့ဟာတွေဒီစာလုံးဖြစ်ရင်ဖြစ်စာလုံးလာတယ်စရပြီးပြကျွန်တော်ချိတ်ဆက်နေတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဟာတွေအကုန်လုံးကိုကျွန်တော်ကဒီ factor format အနေနဲ့ကျွန်တော်ကသိမ့်လိုက်တာပေါ့အဲ့တော့တတိပြောရင်ပြသူကဘယ်လိုလဲဆိုတော့စာလုံးတွေကိုကျွန်တော် NLP မှာပေါ့ပါပေါ့နော်စာလုံးတွေကိုကျွန်တော်တို့တွေကဒီ နံပါတ်၄ပုံစံနဲ့ကျွန်တော်တို့တင်လိုက်တဲ့တဘောတဘောပေါ့နော်ဒါတင်းပြီးပြန်ဒါ NLP မှာပါရတဲ့တဘောပေါ့အဲ့တော့ဒီကိစ္စကိုကျွန်တော်တို့ဆက်ပြီးရှင်းပြရရင်တော့ဒီကိစ္စကိုကျွန်တော်ဆင်းပြရင်တော့အများကြီးရှင်းရမှာပေါ့နော်ဟိုမှာကျွန်တော်ဒီ website လေးမှာတစ်ချက်သွားဖတ်ကြည့်လိုက်လို့ရတယ်ဒီ vector ကဘယ်လိုလုပ်လို့လဲပေါ့နော်တင်းပြီးပြန်သူကစာအုပ်တစ်လုံးနဲ့တစ်လုံးချိတ်ဆက်နေတာပေါ့နော်တစ်လုံးနဲ့တစ်လုံးချိတ်ဆက်နေတယ်နောက်ပြီးတော့ဒီစာအုပ်တစ်လုံးမှာဖြစ်နိုင်တဲ့တခြားအသေးပေတွေနဲ့လည်းသူကချိတ်ဆက်ထားတယ် တင်းပြောရင်များတော့ wall တစ်ခုပြင်ပြမယ်ဒီ wall မှာသူကချိတ်ဆက်နေတဲ့စာလုံးတွေအများကြီးပါတယ်အဲ့တော့ဒီစာကိုရှာတဲ့ခါပေါ့ဗောနော်ကျွန်တော်တို့ traditional ပုံနဲ့လဲဆိုရင်ကျွန်တော်တို့ကအာမတူတော့ဘူးဗောနော်ဒီမှာကျွန်တော်ဖတ်ကြည့်ပါဒါကတော့ကျွန်တော်တို့ဒီ IG လောက်တဲ့ခါမှာ vector ဆိုပါလဲဆိုတာတည်ထားရင်ပို့ပြီးအဆင်ပြေတာဗောအဲ့တော့ traditional နဲ့ကျွန်တော်တို့ database မှာရှာတဲ့ခါကြရင်တော့ကျွန်တော်တို့ကဒီစာလုံးကိုရှာရပါတော့ဒါဒီစာလုံး exactly ပဲဖတ်တာပေါ့ ဒီမှာကြောက်လို့မျိုးမဟုတ်ပဲねသူက similarity ထွက်လာတာပေါ့เนาะကျွန်တော်တို့ what to vector ကိုသုံးတဲ့ခါမှာကျွန်တော် similarity ထွက်လာတယ်။ဘာကြောက်လဲဆိုတော့ဒီစာလုံးနဲ့ကျွန်တော်ချိတ်ဆက်နေတာအများကြီးရှိတယ်။ဒီစာလုံးနဲ့သူက vector လိုမျိုး process အချိန်ပြီးတော့လုံးလုံးနေတာရှိတာပေါ့။ Okay အဲ့ဒါတော့ကျွန်တော်အသေးစိတ်ပြောတော့ vector အကြောင်းကဒီ IG မှာအာတိတ်တယ်ဟို IG မှာတော့အရေးပါတယ်။ဒါပေမဲ့ပြောနေနေကြမှာဆိုလို့ကျွန်တော် IG code example ပဲကျွန်တော်ဆက်သွားပေးရသည်။အဲ့တော့ကျွန်တော်တို့ကဘာလုပ်တယ်လဲဆိုတော့ ကျွန်တော်တို့ကဒီ what ဒီစာကလုံးတွေပေါ့နော်ဒီကျွန်တော်တို့မှာရှိနေတဲ့ဒီစာလုံးတွေဒီ context တွေကိုကျွန်တော်တို့က vector ပြောင်းလိုက်တယ်ပေါ့အဲ့ vector ပြောင်းလိုက်တဲ့ခါကိုရှာဖို့ကဘာပြန်လုပ်ရလဲဆိုတော့ကျွန်တော်ဒီ database ကိုတင်ထားပြီးတော့ database ကနေသွားရှာတယ်အဲ့တော့ကျွန်တော်တို့ကဒီတစ်ခုခုကိုကျွန်တော်ရှာခြင်းတဲ့ခါကြရင်မှာတစ်ခုခုမေးခြင်းနဲ့ prompt ကိုမေးခြင်းတဲ့ခါကြရင်အဲ့ prompt ကိုကျွန်တော်တို့ကဘာပြန်ပြောင်းရလဲဆိုတော့ကျွန်တော်တို့တွေက vector ပြန်ပြောင်းလိုက်တာပေါ့ okay avatar ပြောင်းပြီးတော့ avatar နဲ့ကိုကျွန်တော်တို့ကဒီ database မှာသွားရှာလိုက်တယ်။ရှာလိုက်တဲ့အခါကျရင်ကျွန်တော်တို့ကဘာရလာလဲဆိုတော့ context ထွက်လာတယ်။ဒီ similarity တကယ်လုံးထားထွက်လာတာပေါ့နော် similarity ဖြစ်တဲ့ context တွေထွက်လာတယ်။အဲ့ဒီဟာကိုမှကျွန်တော်က AI ထဲမှာသူမေးရဲ့မေးခွန်းနဲ့ပေါင်းပြီးတော့ကဲ user ကဒါအမိတယ်။ငါ့မှာရှိတဲ့ context ကတော့ဒါမင်း app မှာပို့ပြီးဖြည့်ပေးဆိုပြန်ဖြည့်။ဒါက AI ကအဲ့လိုအလုပ်တွားလုပ်လို့တော့ပေါ့။အဲ့တော့ ဒီ three database ထဲမှာကျွန်တော်တို့အရင်ဆုံးမလုပ်ထားရလဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့လိုချင်တဲ့ data တွေပေါ့နော်ကျွန်တော်တို့တွေကဒီ vector database ကိုသွားပြီးတော့ထည့်ထားရတယ်အဲ့လိုသွားပြီးထည့်ထားတဲ့အခါကျမှလာကျွန်တော်တို့ဒီ database ကိုကျွန်တော်တို့ကဒီ user ရှာတဲ့အခါမှာရှာတွေ့မှာပေါ့ okay အဲ့တော့ data ကနေပြီးတော့ဒီ vector data ထည့်ပြီးဘယ်လိုသွားထည့်မလဲပေါ့နော်သွားထည့်တဲ့အခါကျရင်ကျွန်တော်တို့က pdf file ပဲဖြစ်ဖြစ် text file အရှိအကြီးပဲဖြစ်ဖြစ်စာလုံးတွေအကုန်လုံးကိုကျွန်တော်ကြည့်ထည့်လိုက်ရင်အများကြီးရပေါ့နော် ဲ့လိုများတဲ့ခါကျရင်ကျွန်တော်တို့တွေကဒီတိုင်းကိုပြစ်မထည့်ပဲနဲ့ကျွန်တော်တို့တွေကအပိုင်းပိုင်းတွေချက်လုပ်ပြီးတော့အပိုင်းပိုင်းတွေကိုဒီ content လေးနဲ့ကျွန်တော်ဖွဲပြီးတော့ကျွန်တော်ထည့်တယ်။မှာထားပါတော့ဗျာ။ဒီမှာဆိုရင်စာလုံးရင်တထောင်တထောင်တထောင်စာလုံးရင်တထောင်တထောင်တထောင်နဲ့ကျွန်တော်တို့ကမှာစာလုံးရင်3000လောက်ရှိရဟာပေါ့နော်3000လောက်ရှိရဟာကိုဒီအပိုင်းလေးတွေခွဲပြီးတော့ကျွန်တော်ကဒီ vector database တွေကိုထည့်တယ်။အဲ့တော့ကျွန်တော် share လိုက်တဲ့ခါကျရင်သူက context တွေအကုန်လုံး share ကြရမလို့ပဲနဲ့ okay ပုံမှန် AI ကိုမင်းသူ share ရဲ့ content ကတော့ အာဘောနော်ဒါထားပါတော့ဒါ contact တွေ1 2သူရှာရဲ့ contact ကတော့မြင်ဒီ1ထဲမှာပဲပါတယ် okay ဒါဆိုရင်ကျွန်တော်အကုန်လုံးပေးနေကြရမလို့တော့ဒီဒီတိုင်းအကုန်လုံးပေးနေကြရမလို့ပဲ ਨੇ မြင်ဒီ vector database ကထွက်လာတာ okay မြင်လိုချင်တဲ့ဟာ1နဲ့3မှာပါတယ် okay 1နဲ့3မှာပါလာ column မှာမသိဘူးသူမေးရဲ့မိကုံကိုမြင်ဖြည့်ပေးလိုက်ဆိုပြီး AI ကိုပြန်ခိုင်းလိုက်တယ်ပြီးတော့ AI ကအဲ့ရလာတဲ့ data ပေါ်မှာ data ကိုကြည့်ပြီးတော့ data ကိုသွားကြည့်တယ်โอเคမင်းသူမေးတဲ့မိကုံကဒါ ူသူငါ့ကိုပေးလိုက်တဲ့ contest ကဒါ okay အပေါ်မှာမူတည်ပြီးတော့အဖြေပြန်ပေးရပေါ့နော်ဒီလိုပုံစံသွားတယ် okay ကျွန်တော်အခုကလည်းအဲ့ဒီပုံစံတိုင်းပဲကျွန်တော်ဒီ A စမလေးရေးပြပါပေါ့ A စမလေးရေးပြပါပေါ့နော်အာတိတ်တယ်ခက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 ်မဟုတ်ဘူးအာနောက်ပြီးကျွန်တော်တို့ကသုံးမှာကကျွန်တော်သုံးမဲ့ database ကအာ chromas database ဖြစ်တယ်အာတော် vector database ပဲပေါ့နော်ကျွန်တော်သုံးမဲ့ database ကလည်း vector database ကိုကျွန်တော်သုံးဖို့လိုတယ်ကျွန်တော်တို့က Chrome database ကိုကျွန်တော်သုံးမှာပေါ့နော် Chroma database ကိုသုံးမယ်။ the type script ကိုသုံးမယ်။ Okay Chroma database ကိုကျွန်တော်ကတော့ပုံမှန်အဖြစ်ဘေးအားနဲ့လုပ်တယ်ဆိုတော့ဒီ Docker နဲ့ပဲကျွန်တော်တွင်းလိုက်တယ်။ Docker နဲ့တင်ပြီး Docker နဲ့ပဲ run လိုက်တယ်ပေါ့နော်။ Docker နဲ့တွင်းပြီး Docker နဲ့ပဲ run လိုက်တယ်။ဒီမှာသူ Docker မှာတွင်းဖို့တစ်ချက်ပါတယ်။ပြီး Docker နဲ့ run လိုက်ရတယ်ပေါ့နော်။ဒါစမ်းကြည့်လိုက်လို့ရတယ်ကျွန်တော်ကတော့ docker ကနေပူးဆွဲပြီးတော့ဒီဟာကိုပဲကျွန်တော် run လိုက်တယ်ပို့8000မှာကျွန်တော် run ထားလိုက်တယ်ပေါ့ ဲ့တော့ကျွန်တော်ကဒီမှာ run ထားတဲ့ docker မှာ run ထားတဲ့ chroma database ကိုကျွန်တော်ဒီမှာကျွန်တော် run ထားတာဒီမှာ run နေရပေါ့နော်โอเค run နေပြီဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့လက်ရှိရှိနေတဲ့ data တွေကိုကျွန်တော်တို့ဒီ chroma database ကိုသွားထည့်မယ်โอเคအဲ့တော့ကျွန်တော် example လေးကိုကျွန်တော်အရင်ဆုံးပြောပြမယ်ပြတယ်ဒီခုကျွန်တော် example ဘာလဲဆိုတော့ကျွန်တော်မှာ Elysian Wonderland ရဲ့ data တော့ရှိเนาะ data SAO ကိုကျွန်တော်က ီ vector database ကိုသွားထည့်မယ်ဒီ chroma ထည့်ကိုသွားထည့်မယ်ဟေး chroma ထည့်ကိုထည့်မယ်ပြီးရခါကြာရင်ကျွန်တော်ကနေပြီးတော့ဒီသောက်အုပ်ထည့်ရ data အချက်လက်တွေကို AI ကိုမေးမယ်အဲ့တော့ AI ကိုမေးမယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ chroma ထည့်ရနေပြီးတော့ကျွန်တော်ကသွားရှာမယ်မရှာခင်မှာဒါဘာလို့မလဲဆိုတော့ခုနကပြောသလိုဒါတွေကိုကျွန်တော်တို့ကချက်မလုပ်ဖို့မလုပ် test embedding format ပြောင်းရမယ်သိမ်းပြောရင် better ပြောင်းရမယ်ပေါ့နော်အဲ့တော့ဒီထဲကို elite ပိုင်းတွေကိုထည့်ဖို့ကလည်းကျွန်တော်တို့ကဘာလို့အောင်မလဲဆိုတော့ ချန်လောရမယ်ချန်လုံမယ်ပြီးွားရခါကျရင်အချန်ပိုင်းလေးတွေကိုဗာပြောင်းအောင်မလဲဆိုတော့ test embedding ပြန်ပြောင်းအောင်မယ်ဒီလာလာရဲ့ test embedding format တစ်ခုပြောင်းအောင်မယ်ကျွန်တော် test embedding အတွက်အဲ့ဒီအတွက် model တစ်ခုလိုတယ်အဲ့ model ကိုသုံးပြီးတော့ကျွန်တော် test embedding လုပ်လိုက်မယ်ရလာတဲ့ data ကိုကျွန်တော်ကဒီထဲကို chroma ထဲကိုထည့်လိုက်မယ်အဲ့လိုမျိုးပဲ query လုပ်မယ်ဆိုလဲကျွန်တော်ကဒီ test embedding နဲ့ကို ကျွန်တော်ကဒီ query လုပ်မဲ့ data ကိုဖိလိုက်တယ်ပြီး chroma ထဲမှာတွား query လုပ်တယ်ဒီပုံစံပဲအဲ့တော့ပထမဆုံးကျွန်တော် insert ကိစ္စကိုကျွန်တော်စပြီးလုပ်ရအောင် database ကို data တော့ထည့်မယ်အဲ့တော့ database ကိုတွားထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ name ပြောင်းလိုက်မယ် edit wonderland အာဒါကကျွန်တော် collection name ကိုပြောင်းလိုက်တာပေါ့နော်ကျွန်တော်ကျွန်တော်သုံးတဲ့ဟိုဟာကတော့ llama 3.2ကိုကျွန်တော် သုံးထားတယ် model က embedded model ကတော့ဒါက IBM ထုတ်တဲ့ model ဟိုကျွန်တော်သုံးထားတယ်ဒါ site တေးရဲ့အတွက်ကြောင့်အဲ့တော့ဒီ llama မှာလည်းကျွန်တော်တို့က model တွေအများကြီးရှိရပေါ့နော် Tesla Model တွေလေးအများကြီးရှိရအဲ့မှာဆိုရင်ကျွန်တော်တို့သုံးထားတာကကျွန်တော်ဒါကိုသုံးထားရပေါ့နောက်ဆုံးအာ new asset တွေကဒါပေမဲ့ပြဿနာကဘာလဲဆိုတော့သူက multi language ဖြစ်ပေမဲ့မြန်မာစာကိုကောင်းကောင်း support မလုပ်ဘူးပေါ့နော်အဲ့တော့ဒီ test amount တွေနဲ့မှာဒီဘာကြောင့်မြန်မာစာကောင်းကောင်း support မလုပ်တာလဲဆိုတော့မြန်မာစာအတွက်ဒီ vector format ကကောင်းကောင်းမရှိသေးတာကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အင်္ဂလိပ်စာမှာဆိုရင်တော့ဒီအလုပ်လုပ်ရအဆင်ပြေတယ်မြန်မာစာမှာဆိုရင်တော့ဒီ vector ကတိတ်ပြီးတော့ ောင်းမဖြစ်ဘူးတိတ်အဆင်မပြေတာတွေ့ရတယ်တချို့မြန်မာစကားလုံးတွေကိုရှာတဲ့အခါမှာဒီပြပြဆိုဆိုမထွက်လာဘူးပေါ့နော် reset တွေကအဲ့တော့ကျွန်တော်ဒါကြောင့်ကျွန်တော်အခု exam မှာမှာကတော့ကျွန်တော်အင်္ဂလိပ်စာနဲ့ပဲကျွန်တော်အရင်ဆုံးပြထားမယ်ဒီအင်္ဂလိပ်စာစာအုပ်တော့ရှိတယ်ဒါဒီစာအုပ်ထဲမှာရှိရဲ့ data ကိုကျွန်တော်ဒီ IG ပုံစံနဲ့ကြောက်တော့မယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော် collection name ဒါကကျွန်တော်သုံးမဲ့ test embedded model ဒါ model name ဒါကျွန်တော် chance site ပေါ့နော်ဒါစာလုံးရင်1000ဒီဖြတ်မယ် overlay ဆိုတာက ဒီစာလုံးရင်းနှစ်ရာ overlap ဖြစ်နေမှာပေါ့နော်ရှေ့ရှေ့အာရှေ့ချောင်းနဲ့နောက်ချောင်းမှာစာလုံးရင်းနှစ်ရာလောက်ကထပ်နေပဲပေါ့အဲ့တဘောသွားထားတာပါအဲ့တော့ဒါကျွန်တော်ဒီကျွန်တော်သုံးထားလန်ချင်းကိုကျွန်တော်သုံးထားတယ်ဒီကုတ်ကတော့ကိုယ့်အကိုဖတ်ကြည့်လိုက်လို့ရတယ်အာခက်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 ပါအောင်ပါဘူးကျွန်တော် map down ကို find ထဲကနေပြီးတော့သွားဖတ်တယ်ပြီး file တွေကိုထည့်တယ် file တွေအကုန်လုံးကို content တွေတစ်ခုချင်းစီကိုကျွန်တော် document object ထဲကိုသွားထည့်ပေးလိုက်တယ်ဒီ document object ကလည်းလန်ချင်းမှာရှိတဲ့ document object ပြီးရဲ့အခါကျရင်ကျွန်တော် map down splitter နဲ့ကျွန်တော် atlas တွေကို split လုပ်လိုက်ပြီးတော့ဒီ document တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ vector ထဲ vector storage မှာတွားယူထည့်ပေးဒီမှာ chroma ထဲမှာကျွန်တော်ထွက်ထည့်ပေး local ကိုရှင်းအောင်မှာကျွန်တော် run ထားတယ်အဲ့တော့ဒီမှာကျွန်တော်တုံးထား test embedding for ကိုကျွန်တော်ဒီမှာတုံးထားရှိတယ်ဒီ test embedding method ကို olama mlm ကျွန်တော် embedded model နဲ့ကျွန်တော်တုံးထားရှိတယ်အဲ့ဒါနဲ့တုံးပြီးကျွန်တော် database ကို data တွားထည့်လိုက်တယ်ဟုတ်အဲ့တော့ကျွန်တော် data အကုန်လုံးကဒီထဲကိုကျွန်တော်အေးဆုံးတွင်တော့ရမယ်ပေါ့အဲ့တော့ကျွန်တော်စမ်းကြည့်အောင် ကျွန်တော်ဒီမှာဆက်မယ်เนาะအဲ့တော့ကျွန်တော်က ban install yes ဒါဆိုရင်ကျွန်တော်တို့က document တစ်ခုမှာ195ချောင်းသူကပိုင်းလိုက်တယ်ပေါ့เนาะအပိုင်း195ပိုင်းပိုင်းပိုင်းပြီးတော့အခုကျွန်တော်တို့ vector storage ထဲကိုသွားထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့က database ထဲကိုဒီ chroma ထဲကိုကျွန်တော် database ထဲကိုဝင်သွားပြီပေါ့เนาะကျွန်တော် chat အနေနဲ့ပိုင်းပြီးတော့ကျွန်တော် vector အနေနဲ့ကျွန်တော်တင်ပြီးသွားပြီ ဲ့တော့ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော်ကြည့်အောင်ဒါ30နိုင်ကောက်ကတူတူပဲဘာပဲกว่าวะလဲဆိုတော့ခုနကုန်းနဲ့မတူတာကကျွန်တော်ဒီဘက်မှာဘာပါวะလဲဆိုတော့ဒါကျွန်တော် Festa Stories ဆိုတာကျွန်တော်မလို့တော့ဒီမှာဒါဒါမလို့ကျွန်တော်ပြောလိုက်မယ်ဒီ beta database scan နဲ့တွက်ဖတ်ထားတယ် collection name collection name ကိုကျွန်တော်ပြန်ပြီးတော့ပြင်ရမယ်အဲ့တော့ကျွန်တော်ကဘာလုပ်ထားလဲဆိုတော့ဒီဘက် database တို့ database ရဲ့ အဲဒါရိုက်သွားဖတ်တယ်။ဒါညသိမ်းပြောင်းကြောင်းစတိုးလောက်တော့မဟုတ်တော့ဘူးပေါ့နော်။သွားဖတ်တယ်။သွားဖတ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့တွေကဒါ prompt နဲ့မှသွားရှာပေးတယ်ပေါ့။ရှာရဲကုတ်ကလည်းလွယ်လွယ်လေးပါပဲ။ကျွန်တော်လိုချင်တဲ့ဒါ context ကဒီလိုမျိုးပြမယ်။မေးမိတဲ့ question ကဒါပြင်ကအဖြေဖြေပေးပြီးပေါ့။အဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့မေးလိုက်တဲ့မေးခွန်းကိုဒီမှာကျွန်တော်ရေးတွေ့လိမ့်မယ်။သွားပြီးတော့ထုတ်ထားတယ်။ဘယ်နှခု document ဘယ်နှခုလေးရရတယ်ဆိုပြီးပြောထားတယ်။အဲ့ဒါဘာကြောင့်ရရလဲဆိုတော့ကျွန်တော်တို့ကဒီ vector ကိုမှလည်းเนาะကျွန်တော် ဘယ်လောက်ထိပဲပြတော့၅ခုပေါ့နော် similarity ၅ခုဒီ document ကို maximize ၅ခုပဲကျွန်တော်ထုတ်ထားတယ်ထုတ်ထားရရရလက်ကိုပဲဒီမှာကျွန်တော်ကတွားပြီးတော့ဒီ question ပေါ်မူတည်ပြီးတော့ဆွဲထုတ်လိုက်တာပေါ့နော်သင်ပြကျွန်တော် similarity ဖြစ်တဲ့အာကျွန်တော်မေးလိုက်တဲ့မေးခွန်းနဲ့ similarity ဖြစ်တဲ့ data တွေကိုဒီ document ထဲမှာတွားရှာပြီးတော့အကုန်လုံးကိုဆွဲထုတ်ပေးလိုက်တာပေါ့အဲဆွဲထုတ်လုပ်ပေးလိုက်ရလာတဲ့ data ကိုမှဒီမှာကြည့်ကျွန်တော်ရလာတဲ့ data ရှိရဲ document in the မှာမှာဘယ် source မှာရှိတယ် content ကဘာလဲဆိုတာပါပါဗျာ โอเคအဲ့တော့ဒီ content တွေအကုန်လုံးကဒီနောက်ဆက်ကကျွန်တော်တို့ကဒီ question ထဲမှာကျွန်တော်ပေါင်းပြီးတော့ပေးလိုက်တဲ့တဘောပဲမှာ content ကဒါ question ရတာဆိုရင်ကျွန်တော်ပေါင်းပြီးလိုက်တဲ့တဘောပဲအဲ့တော့ AI ကသွားပြီးတော့ကျွန်တော်မေးရမေးကုန်မှာကျွန်တော်သူပေးလိုက်တဲ့ content နဲ့သွားပြီးကြည့်ပေးတယ်ပေါ့အဲ့တော့ okay ကျွန်တော်မှာကြည့်ရအောင်ကျွန်တော်မှာဆိုရင် main character ကဘယ်လိုလဲဒါကဘယ်လိုလဲဆိုကျွန်တော်မေးထားရပေါ့နော်အဲ့တော့ကျွန်တော်စမ်းကြည့်ရအောင်အဲ့ဆိုရင်ဒီမှာကြည့်ကြည့်အောင်ကျွန်တော်တို့ကဒီ document ထဲကသွားဖတ်တာဒါရကျွန်တော်လုတ်လုတ်ဆရာမလို့တော့ကျွန်တော်ပြန်ဖြည့်ရမယ်အဲ့ ဲ့တော့ဒီမှာကျွန်တော် main character ဘယ်လိုလဲဆိုတဲ့ဟာကိုကျွန်တော်ကတွားဖက်တဲ့အခါမှာ document ထဲငါးခုထဲရနေဆိုတွားထုတ်ထားတယ်။တွားထုတ်ထားရင်ဒီမှာအဖြေပြန်ဖြေပေးတယ်။ Okay ဒါ main character ဘယ်လိုလဲပေါ့နော်။ Alias ပေါ့နော်။ Alias က main character ဘယ်လိုက villain လဲပေါ့။ဟာ villain ကဘယ်လိုလဲပေါ့နော်။ဒီမှာကခါရဖြေဖြေတယ်။ဒါက ace ကပဲသွားခဲ့လေကျွန်တော်မေးတဲ့ခါမှာသူသွားခဲ့တဲ့နေရာလေးတွေကိုသူကျွန်တော်ပြန်ဖြည့်ပေးတယ်ကက်နင်းကဘယ်လိုခေါ်တယ်လဲပေါ့ဒါ ါဒါကတ်နေကဒီဒီနာမည်လို့ခေါ်တယ်ပေါ့ဒါကတင်ပြီးပြောရင်ကျွန်တော်ဒီ document ထဲကသွားတာပေါ့ AG ကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ Chroma database ထဲမှာသုံးထားဖြစ်တဲ့အတွက်ကြောင့် database ကိုကျွန်တော်တို့အမြဲတမ်းဓာတ်ရိုက်ဓာတ်ရိုက်အမြဲတမ်း update လုပ်ပြီးလင်လို့ရတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ database တွေအကုန်လုံးကဟိုတင်ပြီးပြောရင် AI လိုမျိုးအမြဲတမ်း static ဖြစ်နေအောင်ပို့တော့အမြဲတမ်း update ဖြစ်နေရကျွန်တော်တို့လိုရတဲ့ data တွေကျွန်တော် fix လုပ်ပေးနေလို့ရတယ်အဲ့တော့ IG ကနောက်အခုအဲကြောင်နောက်ပိုင်းမှာအသုံးရများလာတယ် ဒီ IG ကဟို private ကိစ္စတွေမှာလည်းကျွန်တော်အများကြီးသုံးလို့ရတယ်ပေါ့နော်ကိုယ်ပိုင် private data တွေအဲ့တော့ဟိုရန်ရိုးရှင်းတယ်ကျွန်တော်တို့ဒီနောက်ပြီးတော့ကျွန်တော်တို့ဒီမှာ land chain မှာဘာရှိသေးသေးလဲဆိုတော့ကျွန်တော်တို့မှာတစ်ချက်ချင်းကြည့်အောင် land chain မှာဆိုရင် land chain မှာဆို document လောက်လောက်တခါမှာ PDF တွေပါရကျွန်တော်လုတ်ခေါ်လို့ရတယ်ကျွန်တော် text printer ကိုမှာကျွန်တော်ကဒီက map down ကိုတုံးထားပါပေါ့နော်ကိုယ့်ရဲ့ဟိုဟာကလား HTML ဖြစ်ခဲ့ရင်ကျွန်တော်တို့က HTML ဟာတွေကျွန်တော်သုံးလို့ရတယ်။အအများကြီးပါတယ်။ land chain ကတော့ဒီ IG အတွက် အဲ IG အတွက်အရန်ကိုအသိပြေတယ်ကျွန်တော်မဖြစ်မနေတုံးတဲ့ခါမှာလည်းဒီ lunch chain ကိုပဲကျွန်တော်တုံးနေရလားဟုတ်ကဲ့ဗျဒီလောက်ဆိုရင်တော့နားလည်ဖို့ထင်ပါတယ်ကျွန်တော်ဒီ GitHub မှာလည်းကျွန်တော် source code ကိုကျွန်တော်တင်ထားပေးပါတယ်အာ GitHub link ကိုလည်းဒီ description ထဲမှာကျွန်တော်ထည့်ထားပေးပါတယ်ဟုတ်ကဲ့ဗျအားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့မသိတာနားမနေတာကျွန်တော်ပြောတဲ့အချိန်မှာအမှားတာပါပါတာရှိခဲ့ရင်လည်းဒီ comment မှာကျွန်တော်မေးခဲ့လို့ပြောခဲ့လို့ရပါတယ်မသိတာရှိရင်လည်း comment မှာမေးထားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်